အကူအတတမြင်သာစင်းမှာအသားငါးသောင်းဝင်ရမှာမလို့ဆိုတော့ဘကားလာပြီလေ96လာပြီဒီ YBS အကြောင်းကိုသူ story လုပ်ပြီးပြောသလိုပေါ့အဲမျိုးမျိုးလည်းအဲ့လိုငယ်တော့အဲ့လိုပုံပြင်ပြောရတယ်ခင်မောတစ်ခုပဲရှိရောမြေမေသက်ထိုင်လိုက်တော့ဒါတက်ထိုင်မှရပါလားရတယ် okay လူကြီးရထိုင်ကုန်ရမှာဩဩဩ priority ဩ okay okay ခု YBS ရမှာလူရပို့ပြီးသတိထားမိတော့အရင်တော့သူလေရင်ចောင်းနေပြောတယ်ကိုမိပါကိုဝင်ဝေဖွားလာပြီးတော့ကိုရဲ့နောက် generation ရတော့ကိုထက်တားမယ်ဆိုတော့ခန်းစားချက်ရှိတယ်အဲ့တားရတာဆိုတာဘာလို့ပညာပညာပိုင်းဆိုင်ရာတားမယ်ပေါ့တူတယ်လေအသားရည်တူတယ်မျက်လုံးတူတယ်အဲပြီးလို့ရှင်ရဲ့ဘာတူဆုံးလဲဆိုရင်အခု ီ YBS အကြောင်းတွေသူ story လုပ်ပြီးပြောသလိုပေါ့အဲမျိုးမျိုးလည်းအဲ့လိုငယ်တော့အဲ့လိုပုံပြင်ပြောရအကိုအကိုပေါ့နော်မျိုးကိုနဲ့သူအဲ့လိုမျိုးပုံပြင်ပြောရဝါသနာပါအဲ့ရတူတယ်ဈေးခွေရောက်ပြီးကိုအင်းကြပဲဈေးမှာကိုပြီးအကိုပြီးအင်းသူမနာလမ်းဆောင်ရောက်ပြီးဒီတစားတယောက်ပဲဖြစ်သွားပါပြီခင်ဗျာ အကူအတားမြင်သာစေးမှာအသားငါးသောင်းဝယ်ရမှာမို့လို့ကိုမကိုနဲ့ compare လုပ်တဲ့ဟာမရှိသူ့ကိုလည်းသူများသားသမီးနဲ့လည်းမနိုင်ရှင်ကိုနဲ့လည်းမနိုင်ရှင်ဒါပေမဲ့မျိုးကမျိုးမတော့တကူကပါလဲဆိုတော့ generation ပေါ့နော်ကိုမိပါကိုဝင်ဖွားလာပြီးတော့ကိုရဲ့နောက် generation ရတော့ကိုထက်သားမယ်ဆိုတော့ခန်းစားချက်ရှိအဲ့တားရဆိုတော့ဘာလို့ပညာပညာပိုင်းဆိုင်ရာတားမယ်ပေါ့နော်တော့တားနဲ့ပတ်သက်လို့အဲ့လိုမျိုးကြီးဘာထူးထူးကြမျောလင့်ချက်ရှိလဲဆိုတော့သူဘောဓဘာသာကောင်းဖြစ်ကြမှာပေါ့နော်အဲပြီးရင်တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့အမျိုးသားကောင်းဖြစ်ကြမယ် တော့သူ့ဘဝမှာသူတက်ရှင်ရတာအဲ့လိုမျိုးပေါ့ဟိုပျော်ရွှင်ရမယ်စိတ်ချမ်းသာရမယ်ပေါ့နော်တခုခုကြောင့်ဝင်ပြီးပြီးတော့ရှင်သန်ရတဲ့လူမျိုးမဖြစ်စေချင်ဘူးအဲ့ဒါပါပဲကျွန်တော်ကတော့ဟိုလိုကြီးတော့ဟိုလိုနံပါတ်၁ဖြစ်ကြမယ်လို့ဘာလို့ညာလို့မရှိဘူးအဓိကသူ့ဘဝမှာသူစိတ်ချမ်းသာဖို့တကနောက်တော့မှတန်ရအင်းအမြန်မှတ်တိုင်ဟိုဆောရှောက်ပြီပေါ့မမေထားရအောင်တင်းတောင်တင်းတောင်တင်းတောင် ရင်းမြေမတိုင်မှာဆင်းပြီပေါ့အခုကငယ်သေးတယ်လေအခုကငယ်သေးတော့အရင်ဆိုသူလေရင်ចောင်းစိတ်ဝင်စားရတယ်ရထားရေចောင်းစိတ်ဝင်စားရတယ်အဲဒီခု YBS အကြောင်းစိတ်ဝင်စားဒါပေမဲ့အခု YBS ရမှလူရက်ပို့ပြီးသတိထားမိတော့တာအရင်တော့သူလေရင်ចောင်းနေပြောတယ်ရထားចောင်းနေပြောအဲ့တော့လူရက်လောက်စိတ်ဝင်စား YBS ကြတော့ဒီမှာကြတော့အားလုံးနဲ့ကြိုက်ရဲဆိုတဲ့ခါကြတော့အဲ့ဒါလူရက်ပို့စိတ်ဝင်စားသွားတာပေါ့83လို့89လို့ဆောင်ဒါပေမဲ့89ကအကုန်မရှိဘူးမရှိဘူးဆိုတော့83ဆောင်မှာ อ๋อผมมา83ล่ะตัวเนี้ยตะโบท่าတော့ไม่ติดหรอกမျိုးต้าอ่ะแหละမျိုးแต่ทะคินไม่เข้าป่าวโหโหโหบลูก็เลยลิงสร้าแล้วพยายามหมดพยายามตะบอกไม่ရှိดีล่ะอะห่าတော့ไม่ติดเจ้าหน่อยเจ้าหน่อยတော့ไม่ดูป่ะเนาะเพราะฉะนั้นဒါသားသမီးဆိုတာတော့ကိုယ့်အတွက်ကယန္နာပေါ့နော်ယန္နာဒီယန္နာကိုကောင်းမွန်ဆိုတာဒီယန္နာလေးကကိုသွေးတက်ရင်သွေးတက်တယ်လို့ဘလို့တံမိုးတက်လာမှာပဲပေါ့နော်ဆိုတော့ဒါပေမဲ့လည်းဒီယန္နာကစရရစစ်မှန်တဲ့ ရနာဖြစ်ပေါ်လေလို့တော့ဗောနမီးသွေးတုံးကိုသွားသွေးနေလို့ကတော့လည်းဘာမှဖြစ်လာမှာမဟုတ်ဘူးလေနော်ကြောက်စိမ့်တုံးဆိုရင်တော့လေကိုသွေးရင်သွေးတက်သလိုဗရံများဆိုလို့လို့ပဲကိုသွေးရင်သွေးတက်သလိုအကွက်တွေလည်းလှနေမှာဗောနော်ဆိုတဲ့ခါကျတော့ဟိုပြောကောင်း तू ကအစကတည်းကဟိုကြောက်ကောင်းဖြစ်တယ်ဆိုရင်ကိုကလည်းမိဘကသွေးတက်တယ်ဆိုရင်တော့ကောင်းမွန်တဲ့ကြောက်ထွက်လာမှာဗောကိုပြုစုပြိုးထောင်ပေးနိုင်သလောက် तू လုံနိုင်သလောက် तू ကအောင်မြင်တဲ့ကလေးကောင်းမွန်တဲ့ယောက်ျားကောင်းတစ်ယောက်ဖြစ်လာမှာပဲ နော်ဆိုတဲ့ခါကျတော့အဲ့ဒါကိုကျွန်တော်တော့တောင်းဟုတ်သခင်လေးကိုဖះဆိုတော့ကျွန်တဲ့လူတွေရှိရတော့ကောင်းပါတယ်မျိုးကတော့အဲ့လိုမရှိပါဘူးဟိုအဲ့လိုမျိုးကြီးတော့တာသမီးကိုသခင်လူမျိုးတော့မထားနိုင်ဘူးကိုကလည်းအမေဆိုပြီးတော့ငါဟဲ့အမေဆိုပြီးတော့လည်းအထက်စီးရနေမထားထားဘူးလိုက်ရောညီချွေစားနေပြီးတယ်ဟောအဲ့လိုမျိုးတော့တာသမီးကကိုယ့်ရဲ့သခင်တော့ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးဘာလို့ဆိုတော့အဲ့လိုမျိုး ပြောတတ်ဖို့ကွာတယောက်နဲ့တယောက်နဲ့တော့မတူဘူးမဲ့အဲ့လိုအဲ့လိုမျိုးဟာတယ်မှာတော့ကိုမပါပါဟုတ်တားဟိုမျိုးကဟိုမျိုးအိမ်တော်ပြုတ်ပြီးတော့အဲ6လမှာဟိုခလေးယူမယ်လို့ဆုံးဖြတ်ပြီးတဲ့အချိန်မှာပေါ့ဆိုတော့အမှန်တမ်းပြောရင်အိမ်တော်ပြုတ်လို့ဆိုတော့ခလေးလိုချင်တာလည်းပါတော့ဘူးဆိုတော့ခါကြတော့အိမ်တော်ပြုတ်ပြီးတော့ခလေးယူတယ်ဆိုတဲ့အချိန်မှာတေချာဆရာဝန်နဲ့တိုင်ပင်တယ်အာပြီးလို့ရှင်ဒီ application တွေပါလေဖုန်းထဲမှာထည့်ထားတယ်ပေါ့နော်ကိုယ့်ရဲ့အဲ့လိုမျိုးဟိုခလေးရသွားတာမဟုတ်ဘူးခလေးယူလိုက်တာစနစ်တကျယူတာပေါ့နော်ပြီးရဲ့ခါကြရင်ပထန်းဒိတ်ထံဝင်လဲ ပတန်းထိတ်တဲ့အတိုင်းလျှောက်ပေါ့နော်မွေးတဲ့အချိန်ဒီပတန်းထိတ်တဲ့ဝန်နဲ့ပြီးတော့အဲကိုဝင်ရှိတဲ့အချိန်မှာလည်းအဲဒီကိုဝင်လေးကိုကင်ပြီးတော့မြေတာတုပ်ယူပေးတယ်တမုတ်တွေယူပေးတယ်အင်ဂူလီမာလာတုပ်ယူပေးတယ်ပြီးရင်နားထောင်စေခြင်းနဲ့သချင်းလေးနားထောင်တယ်ဘိုက်ကလစ်ကင်ပြီးတော့အမြန်ဟိုသားနဲ့စကားပြောတယ်ပေါ့အဲ့လိုအဲ့လိုဟာလေးလုပ်ပေးတယ်အဓိကတော့အဲပတန်းထိတ်တဲ့အတိုင်းလျှောက်ဝန်ဖြစ်တာပေါ့နော် အမဟောပါအောင်အထကြီးချင်းတဲ့လူကတူတယ်ပဲဖြစ်ဖြစ်လေးဦးဖြစ်ငါးဦးဖြစ်အထကြီးတဲ့လူကအဲ့ဒါသူ့ရဲ့ဟွာလေစိတ်ပိုင်းဆိုင်ရတယ်ပဲစိုက်ပါတယ်မစိုက်ပါဘူးလို့လို့တချို့ကတော့ပြောတာပါတူတယ်မွေးလို့ရှိရင်ပိုအထကြီးရဲ့ sharing မလုပ်တော့ဘူးတော့မဟုတ်ပါအောင်အဲ့ဒါကတော့ဟိုသူ့ရဲ့ဘယ်လိုခေါ်မလဲမိဘသွန်သင်ဆုံးမဖို့ပေါ့ရဲ့သူ့ရဲ့ တမန်မသူ့ရဲ့လူရင်းလူပွားရဲ့ပုံမှန်မူတည်ပါတယ်ကိုကသာပြေဆောင်အောင်ထားထားပေးတယ်ဆိုရင်တော့လေသူများစီကလူယူတာတော့ဆိုတာမျိုးတော့လည်းရှိမှလည်းမဟုတ်ဘူးလို့ပိုရှန်တယ်ဆိုရင်တော့လေသူကဝင်မြပေးတတ်မှာပဲလေဆိုတော့အဲ့တော့တူရဲသောသားတွေကအတ္တကြီးရဲ့တော့မဟုတ်ပါဘူးတူရဲသောသားအတ္တကြီးရဲ့ဆိုတော့မျိုးလက်မခံအတ္တကြီးရှင်တယ်လို့ကဘယ်နှဦးပဲမွေးတာမွေးတာမကြီးကိုဘယ်နှယောက်ပဲဖြစ်ဖြစ်မောင်မဘယ်နှယောက်ဖြစ်ဖြစ်အတ္တကြီးတယ်လို့အတ္တကြီးရပါဒါမဲ့လူတွေကတယောက်တည်းမွေးရဲဆိုပို highlight လုပ်ကြတာလေတိလိုက်တာနဲ့မတိလိုက်တာပဲရှိကြတာပါ မျိုးဖြစ်စေခြင်းတဲ့ဆန္ဒမခတ်ပါဘူးအဓိကကျတော့ဘုရားဘာသာကောင်းဖြစ်စေခြင်းတယ်အဲ့တော့သူ့အသေးချာဘုရားစာတင်ပေးတယ်အဲအနတ္တိပဲတွေကိုဘာသာပြန်ပြရတယ်အဲ့ဘာသာပြန်ပြရင်အနတ္တိပဲဗမာစကားရဲ့အဓိပ္ပာယ်ဘာလဲဆိုတာလည်းပြန်ပြောပြရသေးရပါဘောနော်ဆိုတော့အဲ့ဒါမျိုးရဲ့ပြီးတော့ရာဇာကောင်းပိသားခြင်းတယ်ဒါပဲဘယ်နေရာမှာမှဟိုနေရာမှာနံပါတ်၁ဖြစ်ကမယ်ဒီနေရာမှာနံပါတ်၁ဖြစ်ကမယ်ဘယ်သူနဲ့ရှင်တာရမယ်ဆိုတာမျိုးအဲ့လိုတတ်မှတ်တာမရှိသူ့ life ကို तू choice အော်သူပြောရွှင်နေဆိုပြီးရအောင်